ို့မှာပန်းညိုးတဲ့ပြဿနာရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုကိုကိုယုံကြည်မှုတိတ်မရှိဘူးနော်လင်မယားဆက်ဆံရေးသမီးစားဆက်ဆံရေးတွေမှာနော်အစင်မပြေတယ်လို့မျိုးကို့မှာခံစားနေရတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုတွေကိုပြီးအောင်ကြည့်လိုက်ပါနော်အဲ့ဒါဆိုလို့ရှိရင် ဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေအများကြီးရပြီးသွားတဲ့အခါကျတော့ဒီပန်းညိုးတဲ့ပြဿနာကိုနော်အန်နီယယ်ကင်းကင်းနော်အန်နီယယ်ကင်းကင်းဘေးကင်းကင်းနဲ့ဖြည့်ရှင်းနိုင်မဲ့နီလန်းလေးတွေနော်အဲ့ဒါလေးတွေအများကြီးသိရှိနားလည်ပြီးတဲ့အတွက်ကြောင့်မလို့နော်အများကြီးအကျိုးကျေးဇူးရမှာဖြစ်ပါတယ်အဲ့ကကြတော့ပန်းညိုးတယ်ဆိုတော့ဘာကိုခေါ်တာလဲဆိုတဲ့အရာလေးကိုနောက်သူ့ရဲ့အတိတ်ပဲလေးကိုပြောပြမယ် အဲ့တော့ဘန်းညိုးတယ်ဆိုတာကအဲလူတစ်ယောက်နဲ့တစ်ယောက်မုစကူဒူးတယ်အဝါဟဝီဝါလောက်ဖွေရာအတွက်ဆိုလို့ရှိရင်လုံလောက်တဲ့ထောင်မှန်းမှုရှိရနော်အဲ့လိုမျိုးလုံလောက်တဲ့ထောင်မှန်းမှုရှိပြီးသွားတဲ့ခါကျမှအဲပြီးမြောက်အောင်ထိမ့်ပြီးတဲ့ခါကျတော့စွမ်းဆောင်နိုင်မှတန်လင်ဒါပုံမှန်လို့ပြောတာအ ။နော်အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ကိုယ့်ရဲ့ထောင်မှန်းမှုကနောက်ပြဿနာဖြစ်နေတဲ့အခက်ခဲဖြစ်နေတဲ့ပြီးတဲ့အခါကျတော့ပြီးမြောက်တဲ့အထီကိုထိမထားနိုင်မဲနဲ့အဲအဲ့လိုမျိုးမပြီးမြောက်နိုင်တော့တာမျိုးတွေဖြစ်တာပေါ့။အဲ့တော့ပြီးမြောက်ဖို့ရာအတွက်ဒီလုံလောက်တဲ့ထောင်မှန်းမှုကိုထိမထားနိုင်မှုအခက်ခဲဖြစ်နေတာကိုအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ပန်းညူးတယ်လို့ခေါ်တာ။ အဲ့တော့လူအများစုကဘယ်လိုမျိုးဖြစ်လဲဆိုတော့အစောပိုင်းမှာဒီအဝါဟဝီဝါဟပြုကာစားမှာတော့ဒီထောင်မှန်းမှုကသူ့အနေနဲ့သူလုံလုံလောက်လောက်ရှိတယ်ဒါပေမဲ့ခုနခရီးတစ်ဝက်လောက်ရောက်တဲ့ခါကျတော့အဲ့ဒါပြော့သွားညှိုးသွားပြီးတဲ့ခါကျတော့ပြီးမြောက်တဲ့ထီကိုမစွမ်းဆောင်နိုင်တော့တာပေါ့နော်အဲ့ဒါမျိုးဘာလို့ခေါ်လဲဆိုတော့ပန်းညှိုးတယ်လို့ခေါ်တာအ အဲ့တော့အဲ့အမျိုးအဲ့ဒါကပန်းတည်တဲ့အဆင့်ကိုမရောက်ဘူးပန်းညိုးတယ်ဆိုတဲ့အဆင့်မှာပဲရှိတယ်အဲ့တော့ပန်းညိုးတာကဖြစ်ရတဲ့အကြောင်းရင်းတွေကတော့အများကြီးပဲကွယ်နော်အဲ့ဒီခါကျတော့အဲ့ဒါကိုလုံလောက်တဲ့နော်အဲ့တော့ဘေးကင်းတဲ့ကုသမှုနော်အဲ့တော့စေဝါအကူအညီတွေယူမယ်အစားအသောက်တွေလေ့ကျင့်ခန်းတွေအဲ့လိုအပ်တာတွေစစ်ဆေးပြီးဘေးကင်းကင်းနဲ့ဒီစေဝါတွေကုသမှုခံယူမယ်ဆိုလို့ရှိရင်အဲ့ဒါက190ရာခိုင်နှုန်းကျော်ကပြန်ကောင်းတယ် အဲ့ဒီအတွက်ကြောင့်မလို့ခုနပြောတဲ့အဲ့လိုဆေးမျိုးလေးတွေဟာတည်တည်ချာချာစနစ်တကျเนาะတည်တည်ချာချာလေးတောက်ပြီးသူ့ရဲ့ဘေးရွက်ဆူချိုးတွေတေချာတိရမယ်เนาะအဲ့တော့တွဲမတောက်တင်နာတွေเนาะအနည်းရှိတဲ့အခြေအနေတွေကဘလို့ဟာမျိုးတွေလဲဆိုတဲ့ဟာတွေကိုအသေးစိတ်သိရှိနားလည်စေဖို့ရအတွက်အဲဒီဗီဒီယိုလေးလောက်ပေးလိုက်တာဖြစ်ပါတယ် ပန်းညိုတဲ့ကိစ္စလေးစိတ်ချမ်းသာရေးပြဿနာတွေနဲ့လည်းအများကြီးဆက်ဆက်တယ်။နော်အဲ့ခါကျတော့ကို့မာကစိုးရင်စိတ်တွေများနေတာ။နော်အဲ့တော့ကိုကိုကိုယုံကြည်မှုပျောက်ဆုံးပြီးတဲ့ခါကျတော့ဟာဒါကြီးကဖြစ်မှာဖြစ်ပါမလား။နော်အစင်မပြေပါမလား။အဲ့လိုမျိုးစိုးရင်စိတ်တွေလွန်ကဲနေလို့ရှိရင်လည်းပဲဒါမုစကူဒူးနေနဲ့နော်ပန်းအော်တိုညှို့သွားတတ်သေးတာ။ပြီးတဲ့ခါကျတော့ကို့မာ နော်စီးပွားရေးကိစ္စတွေလူမှုရေးပြဿနာတွေပေါ့နော်အဲ့ဒါမျိုးပြဿနာတွေနဲ့ကိုယ်မှာစိတ်ဖြစ်စီမှုတွေများနေတယ်ဆိုလို့ရှိရင်လည်းဒီပန်းကထမလာပဲနဲ့နော်အဲ့တော့ပန်းညိုးတဲ့ပြဿနာမျိုးတွေဖြစ်နေတတ်သေးတယ်နောက်တစ်ခုကလင်မယားဆက်ဆံရေးပေါ့နော်အဲ့တော့လင်မယားဆက်ဆံလင်မယားနေအောင်တော့အပေါက်လမ်းမတည့်နေတာစကားများရန်ဖြစ်ကြတာပေါ့နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်လည်းပဲနော်ဒီလင်မယားဆက်ဆံရေးကအဆင်မပြေနိုင်မဲနဲ့အဲ့ဒီပန်းညိုးတဲ့ပြဿနာဖြစ်နေတတ်သေးတယ် အဲ့တော့ဒါဒီလိုမျိုးအကြောင်းတရားတွေအကြောင်းမလို့လဲပန်းညူးတာဖြစ်တတ်သေးတယ်အဲ့ဒါပြီးလို့ရှိရင်နောက်တခြားသောယောဂါတွေပေါ့နောက်ဆက်ဆက်လျက်ရှိသောယောဂါတွေအကြောင်းမလို့လဲပန်းညူးယောဂါတွေကဖြစ်တတ်တယ်အဲ့ဒီခါကျတော့ဆရာဝန်တွေနဲ့နောက်အဲ့ဒါဆိုလို့ရှိရင်ဆက်ဆက်တဲ့ယောဂါတွေယောဂါရာဇဝင်ယူပါသေးတယ်အဲ့ဒါပြီးတဲ့ခါကျမှနောက်အဲခုနဆက်ဆက်တဲ့ယောဂါတွေကိုရှာဖွေဖော်ထုတ်ပေါ့ကွတခါလေကြတော့လဲရှာလို့ရတခါလေကြတော့လဲအကြောင်းအရာရှာလို့မရပါဘူးနော် ။အဲ့ဒါပြီးတဲ့အခါကျတော့လူနာကိုစမ်းတတ်တဲ့အခါကျတော့လေခေါင်းအစခြေအဆုံအကုန်စမ်းရတာဗျ။နော်အဲ့တော့မျက်လုံးကြည့်ရဆိုလို့ရှိရင်လည်းအပေါ်ကြည့်လိုက်တယ်မျက်လုံးဖြည့်ကြည့်လိုက်တယ်ဆိုရင်နော်မျက်လုံးရဝါနေရဆိုလို့ရှိရင်အသေးယောဂါတွေရှိနေလို့ရှိရင်လည်းဒီပန်းညိုကဖြစ်တတ်တာပဲအောက်ကြည့်လိုက်လို့နော်သွေးရည်တွေနဲနေတယ်နော်မျက်လုံးကိုကြည့်လိုက်လို့အောက်မှာဖြူဖြော့နေရဆိုလို့ရှိရင်လည်းဒါသွေးရည်တွေနဲနေတယ်ဆိုလို့ရှိရင်လည်းပန်းညိုတာဖြစ်တတ်တယ်နော်လယ်ဘေးကိုကြည့်လိုက်လို့လယ်ဘေးမှာအကျင့် နော်အဲ့ဒီ level မှာရှိတဲ့ thyroid hormone thyroid gland ပေါ့နော်ဒီ thyroid hormone ပြဿနာတွေကြောင့်မလို့အတက်အကျတွေဖြစ်နေရဆိုလို့ရှိရင်လည်းဒီပန်းညိုးတဲ့ပြဿနာတွေကဖြစ်တတ်တယ်နော်သွေးပေါင်ချိန်ကြီးလို့သွေးတို့ယောဂတွေတွေ့နေရဆိုလို့ရှိရင်လည်းပန်းညိုးတဲ့ပြဿနာတွေကဖြစ်တတ်တယ်နှလုံးကိုဆန်းလိုက်လို့နော်အဲ့တော့ခုနနှလုံးနဲ့ပတ်သက်တဲ့ယောဂတွေနော်နှလုံးကြီးကြီးနေတာမျိုးနှလုံးယောဂတွေရှိနေတာမျိုးသွေးကြောချင်းယောဂတွေနှလုံးသွေးကြောချင်းယောဂတွေရှိနေတာမျိုးဆိုလို့ရှိရင်လည်းပန်းညိုးယောဂတွေနဲ့ဆက်ဆက်တတ်တဲ့အသေးတွေကြောက်ကတ်တွေဆန်းကြည့်လိုက်လို့အသေးယောဂ ၆ခွက်ယောဂတွေနဲ့လည်းဆက်ဆက်နေတတ်ပါတယ်နော်နောက်တစ်ခု ဲ့တော့အစာအဆုံးကုန်ဆန်ရခါကိုလည်းကြည့်ရတယ်။ခါမှဆိုတန်ရာတွေရှိသလားကျောယူမှာတော့ထိခိုက်တန်ရာဖြစ်ဘူးတယ်ဆိုလို့ရှိရင်အာယုံကျောမှာကိုထိပြီးတဲ့ခါကျတော့ပန်းညိုးတဲ့ပြဿနာတွေတော့အဲ့ဒါမျိုးတွေကဖြစ်တတ်တယ်။ပြီးရခါကျတော့ဒီဖွာဘတ်တော်မောင်ညိုတဝိုက်မှာခွဲစိတ်မှုတွေလောက်ထားသေးလားတော့အဲ့ဒါမျိုးတွေဆိုလို့ရှိရင်အာယုံကျောတွေထိခိုက်မိပြီးတဲ့ခါကျတော့ပန်းညိုးတဲ့ပြဿနာတွေရှိတတ်တယ်။အဲ့တော့လိုအပ်တဲ့ဟာတွေအကုန်စစ်ဆေးနော်အဲ့တော့ဒီဖွာဘတ်တော်တဝိုက်မှာရှိတဲ့ကြွက်သားတွေရောနော်အဲ့တော့ကြွက်သားတွေရဲ့ရုံးပြန်တတ္တိတွေရော အကောင်တိုင်းရှိသေးလားစသ သဖြင့်အဲ့ဒါမျိုးတွေအသေးစိတ်စစ်ဆေးရသေးတယ်။နောက်စစ်ဆေးပြီးတဲ့ခါကျမှကျွန်တော်တို့ကဈေးကူရတာပေါ့နော်။ ပန်းညိုးတဲ့ပြဿနာဖြစ်လို့ရှိရင်ဖွားဘက်တော်တဝိုက်ကိုလည်းစစ်ဆေးရသေးတယ်။အဲ့တော့ဆရာဝန်ကတေချာကြည့်ရတယ်ဖွားဘက်တော်ကရှိတဲ့ရွှေဥတွေနှလုံးကညင်ရလား။နော်အဲ့တော့ရွှေဥကြီးတွေကနော်သေးနေတာတအားသေးနေလို့ရှိရင်အမျိုးသားနဲ့ပတ်သက်တဲ့ဟော်မုန်းတွေထုတ်လုပ်မှုတွေကကြာဆင်းပြီးတော့ပန်းညိုးတဲ့ပြဿနာတွေကဖြစ်တတ်သေးတယ်။ပြီးရခါကျတော့မိမွေးတိုင်းဖာမွေးတိုင်းဖွားဘက်တော်မောင်ညိုဝါရောနော်ပုံမှန်အတိုင်းရှိရလား။နော်တချို့ကကျတော့ default ဖြစ်နေတာပုံစံတွေပြည့်ညွန်းနေတချို့ဆိုကြီးစေးတွေလွန်ကျွန်းနေထိုးထားပြီးတဲ့ခါကျပုံပြတ်ပန်းပြတ် ကြီးနဲ့ဖြစ်ပြီးရုံကြည်မှုတွေပျောက်ဆုံးပြီးတဲ့ခါကျတော့ပန်းညိုးတဲ့ပြဿနာတွေကဖြစ်နေတတ်သေးတယ်။နော်အဲ့ဒါမျိုးတွေလည်းတိတိကျကျလေးစစ်ဆေးရပါသေးတယ်။နော်အဲ့ဒါပြီးသွားတဲ့ခါကျတော့မှနော်အဲကျွန်တော်တို့ဒီဟာနော်လိုအပ်တဲ့စီးပေးတော့မယ်ပေါ့။နောက်ပန်းညိုးတာအတွက်စီးပေးတော့မယ်ဆိုလို့ရှိရင်ဘာလုပ်လဲဆိုတဲ့ခါကျတော့လိုအပ်တဲ့သွေးစစ်ဆေးမှုတွေကအရေးကြီးတယ်။အဲ့တော့ဘလို့သွေးစစ်ဆေးမှုတွေလုပ်လဲဆိုလို့ရှိရင်နော် အဲကျွန်တော်တို့ကအရေးကြီးတာကဒီပန်းညိုတာအမျိုးသားတွေဖြစ်နေတဲ့အတွက်ကြောင့်အမျိုးသားဟော်မုန်းတွေပြည့်မီရလားအမျိုးသားဟော်မုန်းတွေရောကောင်းကောင်းရှိရလားနော်အဲ့တော့အမျိုးသားဟော်မုန်းကိုလည်းတစ်ချက်စစ်ရတယ်ပြီးတဲ့အခါကျတော့စီးချိုယောဂါကတော့နော်အဲ့တော့လူနာတိုင်းကိုစစ်တာပါပဲနော်အသက်40ဝန်းကျင်ဆိုလို့ရှိရင်စီးချိုယောဂါရှိမရှိရစစ်တယ်အဲ့တော့စီးချိုယောဂါရှိနေလို့ရှိရင်လည်းပန်းညိုယောဂါနဲ့ဆက်ဆက်နေတတ်သေးတယ်ပြီးတဲ့အခါကျတော့ဒီသွေးထဲမှာရှိနေကိုလက်စထရောတွေနော် lipid profile ခေါ်တာပေါ့သွေးထဲမှာရှိနေတဲ့ acidity တွေကိုလည်းစစ်တယ် ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစီတက်တွေများနေသွေးကြောပိတ်တာတွေသွေးကြောကျင်းတာတွေနဲ့ဆက်ဆက်နေတတ်သေးတယ်။နောက်အဲ့လိုမျိုးတွေကြောင့်မလို့လဲပန်းညိုယောဂါဖြစ်တဲ့ပြီးရခါကျတော့ ECG ဆွဲကိုဆွဲတယ်။နောက်အဲ့တော့ ECG ဆိုလို့ရှိရင်လည်းပဲ ခုနလူနာကိုတိချမေးရတယ်။နောက်အဲ့ဒီဘန်ညွန်ယောဂအတွက်အသုံးပြုမဲ့ဆေးတွေကနှလုံးသွေးကြောချင်းရှိနေလို့ရှိရင်လုံးဝပေးတောက်လို့မရဘူး။နောက်နှလုံးမှာပြဿနာတက်ပြီးတဲ့ခါကျမာလကီးရသွားတက်တယ်။အဲ့ဒီတော့နှလုံးသွေးကြောချင်းအရင်ဖြစ်ဘူးလားရင်မတ်တွေအောင့်လားနောက်လေကားနှစ်ထပ်သုံးနှစ်လေးအိမ်နှစ်ထပ်သုံးတက်ကိုလေကားနဲ့တက်လိုက်လို့ရှိရင်ရင်မတ်တွေအောင့်လားတောင်တက်ရင်မတ်အောင့်လားလမ်းလျှောက်ရင်မတ်အောင့်လားနောက်ရင်မတ်အောင့်တဲ့နှလုံးသွေးကြောချင်းလက္ခဏာတွေရှိမရှိဘူးအသေးစိတ်တိတိကျကျမေးရတယ်။မေးပြီး ECG ဆွဲရတယ်။ အောင်တယ်လို့ပြောရင်အောင်တဲ့အချိန်မှာလည်းပြန်ဆွဲတယ်တာမန်အချိန်တွေမှာလည်းအဲ့လိုမျိုး ECG ဆွဲပြီးနှလုံးသွေးကြောချင်းကိုအဓိကရှာဖွေပေါ်ထုတ်ရတာဖြစ်ပါတခြားသောအချိန်တွေတွေ့တယ်ပေါ့ကွယ်ဆန်းလိုက်တဲ့အခါသူရနှဲနေတယ်ဆိုလို့ရှိရင်တော့ဒီ hemoglobin လို့ခေါ်တဲ့တော့အဲ့တော့သူရဖြည်တွေကိုကျွန်တော်တို့ကြည့်တယ်လေဗင်းကကမောက်ကမဖြစ်နေတာလေဗင်းကနည်းနည်းကြီးနေတာတို့တော့အဲ့တော့ thyroid hormone နဲ့ပြဿနာတွေရှိနေတယ်လို့ယူဆတယ်ဆိုရင်တော့ thyroid function တက်တယ်လေအကုန်စစ်တယ်တော့အဲ့တော့အသေးတွေကြောက်ကက်တွေကောင်းမကောင်းလဲအကုန်စစ်တယ်တော့လိုအပ်မှပါအဓိကကတော့ခုနနှလုံးနဲ့ တ်သက်တဲ့ဟာတော့အဓိကပဲ။နော်အဲ့တော့ကြတော့ခုနနှလုံးသွေးကြောခြင်းပြဿနာရှိမရှိနော်အဲ့တော့ ECG ကတော့အဓိကမဖြစ်မနေကိုတည်တည်ချာချာလေးနော်အဲအဲ့လိုမျိုးအဲလေးထားပြီးတဲ့အခါကျတော့စစ်ဆေးတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆေးတွေကနှလုံးသွေးကြောခြင်းမှာပေးလို့မရဘူး။နော်အဲ့ဒီအတွက်ကြောင့်မလို့ ပန်းညိုးတဲ့ယောဂါအတွက်ပေါ့နော်ဒီလူနာကတော့နော်ဒါဆေးတောက်ဖို့ရာအတွက်ပန်းညိုးတာကိုအစဉ်ပြေစေတဲ့နော်ထောင်မမှုကိုအားကောင်းစေတဲ့ဆေးတွေပေးဖို့ရာအတွက်နော်အစဉ်ပြေတယ်လို့ယူဆတယ်ဆိုလို့ရှိရင်ခုနသူ့ရဲ့အဖြေတွေကအကုန်အစဉ်ပြေရတာပေါ့ကွနော်အဲ့တော့ခုနအစီအကြီးမှာဆိုလို့ရှိရင်လည်းနှလုံးသွေးကြောချင်းလက္ခဏာတွေလည်းမရှိဘူးနော်ပြီးရလူနာမေးကြည့်လိုက်တော့လည်းနှလုံးသွေးကြောချင်းနဲ့ပတ်သက်တဲ့ပြဿနာတွေလည်းမရှိဘူးတခြားသောသူ့ရဲ့အဖြေတွေကလည်း OK တယ်ဆိုရင်ကိုရောကဆွေး ဆေးကိုခုနရွေးချယ်ခိုင်းတာပေါ့လူနာကိုအဲ့တော့အဲ့ဒီနေရာမှာတုံးပြူတဲ့ဆေးလေးကကိုလိုတုံးပြူတဲ့ဆေးနှမျိုးတုံးလေးရှိတယ် အဲ့တော့ကျတော့ဒါချမ်းမာရေးဘုဒ္ဓရရအောင်ပြောပြတာเนาะအဲ့ဒီတော့ကျဒီစီးရီကိုကိုသဘောနဲ့ကိုရှောက်ပြီးတော့ကျတော့ဝေတောက်ဖို့เนาะအဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးခုနပြောတယ်လို့ရှေ့ရဗီဒီယိုတွေမှာပြောခဲ့တယ်လို့ပဲเนาะအဲ့ဒါလိုအပ်တဲ့เนาะစစ်ဆေးမှုတွေဆရာဝန်တွေကလှုပ်လှုပ်ပြီးတဲ့ခါကျမှအဲ့ဒီလူနာအတွက်နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေမရှိဘူးတင့်တော်ပြီလို့ယူဆတဲ့ခါကျမှကိုရိုးတွေကညွန်ပေးတာเนาะအဲ့ဒီတော့ကျကိုကနဲ့ကိုဝေတောက်ဖို့မဟုတ်ဘူးအဲ့တော့အသုံးပြုတဲ့အခါမှာစီလီနှမျိုးအသုံးပြုလေးရှိတယ် ဲ့တော့နံပါတ်1ဆေးရကြတော့ City Nafe အုပ်စုတွေနောက်ကာဘာတာလိုဟာမျိုးတွေပေါ့အဲ50အားတို့100အားတို့အဲ့ဒါမျိုးလေးတွေရှိတယ်အဲနောက်တစ်မျိုးကကြတော့ Tata Lafe ဆိုတဲ့အဲဆေးလေးတွေပေါ့နော်အဲ့ဒီဟာကကြတော့10အားတို့20အားတို့ဆိုပြီးတော့ရှိတယ် အဲ့တော့ကြာပြီဆရာဝန်တွေကအသုံးပြုရင်ဘယ်တော့မှလူနာတွေကိုလောဘကြီးပြီးတဲ့အခါကျတော့အဲ့လိုစေးအပြင်းကြီးတွေစပေးလို့မရှိဘူးအဲ့တော့စေးအပြင်းကြီးတွေအာပြင်းစားကြီးတွေပေးလိုက်တယ်ဆိုရင် လူနာအများစုကလေစေးရအာနိတင်ထက်ဘေးအတွက်ဆိုးကျိုးတွေခံစားရပြီးတဲ့အခါကျတော့အဲ့ဒီပန်းညိုးတဲ့ပြဿနာကြီးကပိုဆိုးပြီးတဲ့အခါကျတော့နောက်အဲ့လိုမျိုးတွေဘေးအတွက်ဆိုးကျိုးတွေကလားနဲ့ရင်းနေတုံးနေတာတို့နောက်ခေါင်းတွေထိုးကိုက်နေတာတို့အဲ့အမျိုးတွေဖြစ်ပြီးသွားတဲ့အခါကျတော့နောက်အဲ့တော့စေးရအာနိတင်ကိုကောင်းကောင်းမွန်မွန်မရဘဲနဲ့ဖြစ်တတ်တယ်အဲ့ဒီအခါကျတော့ဒီစေးတွေပေးတဲ့အခါမှာ မှာအများများပေးဖို့လိုအပ်မှာပဲပေးတာ။နောက်အဲ့ဒါအနည်းဆုံးပမာဏနဲ့ပဲစရတယ်။လူနာရောဆရာဝန်ရောဒါလောဘကြီးလို့မရဘူး။နောက်အဲ့ဒါစီးပမာဏတွေများတော့ရင်လူနာမှာကျတော့သွားပြီးတော့ဘေးထွက်ဆူချိုးတွေဖြစ်နေတတ်တာပေါ့။နောက်အဲ့ခါကျတော့ အဲ့ဒီဆေးလေးနှမျိုးကနာစီဒီနာဖေးကနာစီဒီနာဖေးရဲ့တာတာလာဖေးရဲ့ဆိုရယ်ဆေးလေးနှမျိုးကသူတို့ကအတူတူပဲအဲ့တော့သူ့ရာနီးတင်ရရိုးရှင်းတယ်အဲ့တော့ကျတော့ဒီဖွားဘက်တော်တဝိုက်ပေါ့နော်ဖွားဘက်တော်မောင်ညိုမှာရှိနေတဲ့သွေးလေပတ်မှုသွေးကြောတွေကိုကျဲပြီးတဲ့ခါကျတော့သွေးတွေများများဝင်သွားပြီးတဲ့ခါကျတော့ထောင်မှတ်မှုကိုသွားပြီးတော့အားကောင်းသွားစေတာပေါ့ ။နောက်အဲ့တော့အဲ့ဒီဆေးရအာနိသင်ကအတူတူပဲအဲ့ဒီဆေးနှမျိုးကွာနေတာပါလဲဆိုတော့အာနိသင်ကွာနေတာ။နော်အာအာနိသင်ကြာချိန်ပေါ့ကွယ်။အဲ့တော့ city nephew ဆိုတဲ့ဆေးရအာနိသင်ရကြတော့အဲဆေးတောက်ပြီးပြီးချင်းခုနပြောနေဝက်တနာကြီးလောက်ဆိုရင်ဆေးရအာနိသင်နေရပြီသူ့ရအာနိသင်က6နာရီဆိုသွေးတွေကနေပျောက်သွားပြီ ညာအဲ့တော့တာလာဖေးရကြတော့အဲသူ့ရဲ့အာနိသင်ရကြတော့ခုနကပြ나이ဝက်တနာကြီးဆိုရလာပြီးတဲ့ခါကျတော့ခုက82နှစ်နာရီဆိုတော့3ရက်လောက်အထိနော်အဲ့တော့သူ့ရဲမှာသူကအကြာကြီးရှိနေနိုင်တာပေါ့ကွယ်ပန်းညိုတဲ့ပြဿနာရှိတဲ့သူကဆေးကိုနော်အဲ့တော့ကိုယ့်အနေကိုရွေးချယ်ရနော်အဲ့တော့ကိုယ့်အနေကိုကိုယ့်ရဲ့နော်လိုအပ်ချက်ရမူတည်ပြီးတဲ့ခါကျဆရာဝန်ကတော့ရှင်းပြတာပေါ့ကွယ် ဒီ Citizen Face ဆိုတဲ့အုပ်စုကသွေးထဲမှာ6နာရီပဲနေတယ်အဲ့တော့じゃသူ့ရဲ့ဆေးအာနိသင်ကနာရီဝက်လောက်နေတနာရီလောက်နေရပြီတနာရီနဲ့နှစ်နာရီတုန်းမှာအကောင်ဆုံးဆေးအာနိသင်ပမာဏကိုရမယ်အဲ့တော့အဲ့ဒီအချိန်မှာတေချာပေါ့เนาะမိုးစကူဒူးကြမယ်ဆိုလို့ရှိရင်အဲ့ဒီဆေးကိုသုံးเนาะ ါပေမဲ့တချို့လူတွေကကြာဘယ်လိုမျိုးဆိုလဲအဲ့လိုမျိုးအချိန်တွေကတည်တည်ချာချာကြီးတွက်လို့မရဘူးသူတို့လင်မရနေခြင်းတဲ့အချိန်မှာနေမှာပဲနားနေတဲ့အခါမှာအစင်သင်းဖြစ်နေရမျိုးကိုပဲလိုချင်တာအဲ့ဒါမျိုးဆိုလို့ရှိရင်ညာတော့အာနိတေအကြာကြီးရှိတဲ့တာတာလာဖေးစီကိုရွေးရတာနော်အဲ့ခါကျတော့ ခုနတာရလာဖေးဆေးရကြတော့သွေးထဲမှာ၃ရက်လောက်ထိကြာကြီးနေနိုင်တဲ့အတွက်တပတ်ကို2ချိန်လောက်နော်တောက်ထားလို့ရှိရင်ဥမာဥမာပြင်တနင်္လာနေ့ဥမာပြင်တနင်္ဂနွေနေ့တောက်တယ်ဆိုတနင်္ဂနွေပြင်တနင်္လာအင်္ဂါဗုဒ္ဓဥဗုဒ္ဓဥနေ့လောက်ကိုတစ်ချိန်တောက်လိုက်တနင်္ဂနွေနေ့တစ်ချိန်တောက်ဗုဒ္ဓဥနေ့လောက်တစ်ချိန်တောက်နေတပတ်လုံးစာတော့သွေးထဲမှာဒီဆေးရအနိဒင်အပြေဝါရပြီးတဲ့ခါကျတော့ဒီထောင်မမှုကပြက်အပြက်တနာသူ့အနေနဲ့သူဖြည့်ရှင်းပြီးသားလို့ဖြစ်နေအဲ့တော့ကျတော့အချိန်မရွေးထပြီးတော့မိုးစကူဒူးလိုက်လဲ နော်အဲ့လိုမျိုးရတယ်ပေါ့နော်အဲတချို့ကကြတော့ခုနပြောသလိုပေါ့နော်အဲမိုစကူဒူးမဲ့အချိန်ကအတိအကျတည်တယ်ဆိုရင်ဆေးအာနီးတင်လဲတူတူလေးပဲလိုချင်တယ်ဆိုရင်တော့ခုနစီရီနာဗီအုပ်စုကိုသုံးကြတယ်နော်အဲတပတ်အတွင်းမှာပဲအချိန်မိုစကူဒူးမှမမသေးကြဘူးပေါ့နော်တပတ်လုံးဒီလိုမျိုးရှိနေဖို့လိုအပ်တယ်ပေါ့နော်ဒီဆေးအာနီးတင်ရှိနေဖို့လိုအပ်တယ်ဆိုလို့ရှိရင်တော့တပတ်ကို2ချိန်3ချိန်လောက်တိအဲတောက်ပြီးတဲ့ခါကျတော့အဆင်ပြေတဲ့အချိန်မိုစကူဒူးကြပေါ့နော်အဲ့လိုမျိုးအနေနဲ့အဲသုံးတာအဲ့ဒါကတော့လူနာရဲ့ရွေးချယ်မှုပါ ါပဲเนาะအဲ့ဒါလူနာသွေးထဲမှာကြာကြာရှိနေတဲ့အနေအထားမျိုးကိုကြိုက်တယ်ဆိုရင်တော့ data lavi ကိုရွေးကြတာပေါ့เนาะအဲ့တော့ဆရာကြီးကျွန်တော်ကတော့ဆေးရနေတဲ့အကြာကြီးကိုမကြိုက်ဘူးခဏတပြုတ်ဆိုရပြီတပွဲလို့လောက်ဆိုရပြီဆိုရင်တော့ city nav အုပ်စုကိုရွေးကြတာပေါ့အဲ့တော့ပြောပြချင်တာဒီဆေးတွေကိုလောဘလုံးဝကြီးလို့မရဘူးဆေးအပြင်းစားကြီးတွေတောက်လို့မရဘူးကိုနဲ့တင့်တော်တဲ့ပမာဏအဲနေရထိုင်ရတာအဆင်ပြေတယ်အဓိကပြီးမြောက်တဲ့တီကိုကိုထိန်းထားနိုင်ပြီဆိုလို့ရှိရင်ဒီဆေးရနေတဲ့ကကိုနဲ့ အဲ fit ဖြစ်တယ်ပေါ့နော်လုံးဝကိုက်ညီတယ်အဲ့ဆိုတဆင်အားလည်းဖြစ်ရင်ဖြစ်မယ်နော်ဒေါက်တာလာပြီဆိုတဆင်အားလည်းဖြစ်ရင်ဖြစ်မယ်ငါးအားလည်းဖြစ်ရင်ဖြစ်မယ်နော်အဲ့လိုမျိုးလေးတွေနည်းနည်းလေးတွေပဲလိုအပ်တဲ့လောက်လေးတူးတူသွားတာဆံဝင်တဲ့အတိုင်းမြင်ပြီးတူးသွားမှာပဲအဆင်ပြေမှာကိုယ်သဘောတွေနဲ့ကိုယ်ရှောက်တောက်ပြီးတော့နေဆေးရပြေးတဲ့ဆူချိုးတွေရပြီးတော့ဒုက္ခတွေရောက်မှာပဲရှိမှာပေါ့နော်အဲ့ဒါကြတော့ပြောပြချင်တာကအဲဆေးဝါးလေးနှစ်မျိုးကမတူဘူးအဓိကကဘာဖြစ်လဲဆိုတာအာနီးတင်အဲသွေးထဲမှာရှိနေတဲ့အာနီးတင်ကြာချိန်လေးတွေမတူတာအဲ့ဒါကတော့လူနာရဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးလူနာ တွေကိုယ်တိုင်ပဲเนาะအဲဆံဝင်တဲ့တိုင်မြင်ပြီးတော့ရွေးချယ်ပြီးစီးရီးတိုးရှော့လေးတွေလောက်သွားဖို့လိုအပ်ပါတယ်เนาะပန်းညိုးတာအတွက်တောက်နေရတဲ့စီးတွေเนาะအဲ City Nine Freeway ဖြစ်ဖြစ် Data La Freeway ဖြစ်ဖြစ်အဲ့ဒါတွေတောက်နေလို့ရှိရင်ဂယူးဆိုင်ရမယ့်အချက်လေးတွေရှိတယ်အဲ့ဒါနံပါတ်1အချက်အဲ့ဒီစီးတွေက နှော်သွေးလည်ပတ်မှုကိုကောင်းပြီးတော့အုံနောက်ရဲ့သွေးကြောတွေကိုကျေစီတာနှော်ဆေးကိုနိုင်ကိုကဘာဖြစ်လဲဆိုတော့နှော်အဲ့ရဆေးတွေများနေတဲ့ဆေးရဲ့ဘေးထွက်စုကြုပ်အနေနဲ့ကခေါင်းကြိုက်တာဖြစ်တတ်တယ်အဲ့ဒါမျိုးတွေဖြစ်တဲ့အတွက်အရက်တွေနဲ့လုံးဝတွဲတောင်လို့မရအရက်တွေနဲ့တွဲတောင်လို့ရှင်ဘေးထွက်စုကြုပ်တွေပိုဆိုးတတ်တယ်နှော်ခေါင်းတွေထိုးကြိုက်လာတာမျိုးတွေနှော်သွေးကြောတွေကျေပြီးတော့သွေးပေါင်တွေကျကုန်တာမျိုးတွေဖြစ်တတ်တယ်ဒါအရေးကြီးတဲ့အချက် နမနှစ်အချက်ကကို့မှာတွေးကြစည်းတွေတောက်နေတယ်ဆိုလို့ရှိရင်ဆရာဝန်ရဲ့နန်းညွန့်မှုမပါဘဲနဲ့လုံးဝတောက်လို့မရအောင်အဲ့ဒီဈေးကိုနိုင်ကိုကနော်အဲ့တော့ထိုင်ထမှာမူးကနေမိုက်ကနေဖြစ်ပြီးရခါကျတွေးပေါင်နေကြသွားတတ်တယ်အဲ့ဒါအောင်မှာကိုရ သွေးကြစည်းတွေတောက်ထားရတဲ့ဟာကူမခုနခုနနော်အဲ့ဒီခုနကိုပန်းညိုးတာအတွက်တောက်တဲ့စည်းတွေပါတွဲတောက်လိုက်တယ်ဆိုရင်သွေးပေါင်နေကြတာတွေကနော်ပူပြီးရခါကျတော့ပူဖြစ်နိုင်ပြီးရခါကျတော့တတိလိပြီးမူးလဲသွားတာမျိုးတွေထိဖြစ်နိုင်ပါတယ်နော်အဲ့ဒါကြောင့်မလို့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင် လုံးဝတတိထားသင့်ပါတယ်နောက်တစ်ခုအဲဒီစေးတောက်လို့ရှိရင်လုံးဝလုံးဝအရေးကြီးတဲ့အချက်ကိုပြောပြချင်တာကကိုကနှလုံးသွေးကြောခြင်းယောဂရှိလို့သွေးကြောချဲ့စေ တောက်နေရတယ်နောက်အဲ့ဒါ glycerin trinitrate တို့နောက် monotrate တို့ nitrate တို့အဲ့လိုမျိုးအုပ်စုတွေသွေးကြောချဲ့စည်းတွေတောက်နေရတယ်ဆိုလို့ရှိရင်အဲ့ဒီနော်ဒီပန်းညိုးတာအတွက်အသုံးပြုရတဲ့ဆေးတွေနောက်အဲ့ဒါဒါနာလာဖေးတို့စီရီနာဖေးတို့နဲ့တွဲများတောက်လိုက်မိတယ်အဲ့ဒီနှလုံးသွေးကြောချဲ့စည်းကမနက်ခင်းပိုင်းကတောက်ထားတယ်ပဲထားအောင်ညနေရောက်လို့နောက်ကိုကအဲ့ဒီ ခုနပန်းညိုးတာအတွက်စီးရီများသွားတောက်လိုက်တဲ့ဆိုလို့ရှိရင်နာယီပိုင်းအတွုံးမှာမိနစ်ပိုင်းအတွုံးမှာဘာဖြစ်လဲသွေးပေါင်းနဲ့ရုပ်တရက်ထိုးကြပြီးတဲ့အခါကျလူကတတိလစ်ပြီးတဲ့အခါကျလဲကြပြီးတဲ့အခါကျတော့ဘလူးမအစင်မပြေတော့ဘဲနဲ့เนาะအဲ့တော့မာလကီးယားသွားတက်တယ်နှလုံးကရက်တန့်ပြီးတဲ့အခါကျတော့เนาะအဲ့လိုမျိုးတွေเนาะမာလကီးယားသွားတက်ပါတယ်အဲ့တော့ကျတော့ အတူးမာဂျင်နာကနှလုံးသွေးကြောချဲ့စည်းတွေအသုံးပြုနေရတယ်ဆိုလို့ရှိရင်အဲ့ဒီဆေးတွေကလုံးဝလုံးဝတားမြစ်ထားတဲ့ဆေးတွေဖြစ်ပါတယ်အန်ဒီရရှိပါတယ်အသက်အန်ဒီရရှိပါတယ်နော်အဲကြောင့်မလို့ရှိမှလည်းကျွန်တော်တို့စစ်ဆေးတဲ့အခါမှာနှလုံးသွေးကြောချင်းရှိမရှိရတည်တည်ကြာကြာနော်ယောဂရာဇဝင်ယူတဲ့နေရာမှာလည်းမေးတယ်နော်ဆန်းတဲ့နေရာမှာလည်းတည်တည်ကြာကြာဆန်းနေ ECG ကိုလည်းတည်တည်ကြာကြာစစ်ပြီးတဲ့ခါကျမှနှလုံးသွေးကြောချင်းရှိတယ်ဆိုရင်ကိုပဲအဲ့ဒီဆေးတွေကသုံးလို့မရတော့ နှလုံးသွေးကြောချင်းရှိလို့ဈေးတွေတောက်နေရင်လည်းပဲအဲ့ဒီဈေးတွေကတုံးလို့မရတော့နော်အဲ့တော့အဲ့ဒါကိုအဓိကအဓိကပြောပြချင်တာပါကျွန်တော်တို့တွေ့ကြုံကျွန်တော်တို့ကြားမှုတာပေါ့နော်မန္တလေးမှာဆိုလို့ရှိရင်အဲ့လိုမျိုးလူနာတယောက်နှလုံးသွေးကြောချက်ဈေးတွေတောက်နေတဲ့လူနာတယောက်ကအဲ့လိုမျိုးမူစကူဒူဖို့ရာအတွက်ပေါ့ကွအဲ့ဒီနော်အဲ့ဒီဈေးတွေတောက်လိုက်တာပေါ့နော်အဲ့တော့ ပန်းညူတာကိုတက်တာတဲ့ဆေးတွေအဲဒါတောက်လိုက်တောက်ပြီးတဲ့ခါကျတော့ခုနမိနစ်ပိုင်းမှာတော့လဲကြပြီးရကြတော့အတန်အနည်းရှိသွားတာမျိုးကြားဘူးတဲ့ကြုံဘူးတဲ့နော်အဲဒါလေးကိုပြောပြတာပန်းညူယောဂကိုကုသဖို့ရအတွက်ဆေးဝါးနှစ်မျိုးရဲ့အကြောင်းလည်းအဓိကပြောပြပြီးပြီဆိုတဲ့ခါကျတော့နောက်နောက်ထပ်လိုအပ်တဲ့ဟာလေးတွေက supplement လေးတွေပေါ့ဖြည့်စွက်စာအနေနဲ့ဆိုလို့ရှိရင်အမျိုးသားတွေဒီနဲ့ဆို omega 3လေးတွေထည့်ပေးလေရှိတယ်ဆရာဝန်ကတော့ငါးကြီးစီလေးတွေထည့်ပေးတာမျိုးတွေပြီးရခါကျဇင့်တို့ နော်ဇင်းတို့ပြီးရခါကျတော့ဂျင်ဇင်းတို့အဲ့ဒါမျိုးလေးတွေပါတဲ့အားစီလေးတွေလည်းတွဲပြီးလေးရှိတယ်အဲ့တော့ဇင်းတို့ဂျင်ဇင်းတို့ကလည်းမျိုးသားဟော်မုန်းထုတ်လုပ်မှုမှာပို့ပြီးရခါကျတော့အဲထောက်ကူဖြစ်ပြီးရခါကျတော့အမျိုးသားစွမ်းဆောင်ရည်ကိုခုနပြောသလိုပေါ့နော်တူတက်ကောင်းမွန်တဲ့ဟာမျိုးလေးတွေလည်းရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့နော်အဲ့တော့အဲ့ဒီဖြည့်ဆွက်နော်ဖြည့်ဆွက်အားစီလေးတွေလည်းကျွန်တော်တို့ထည့်ပေးလေးရှိပါတယ်နောက်တစ်ခုကကျတော့ဒါအစေဝါပိုင်းပေါ့ စေဝါပြီးလို့ရှင်စေဝါတစ်ခုတည်းနဲ့လည်းမလုံလောက်ပါဘူးเนาะအစားအစာရဲ့လေးကျင့်ငန်းရဲ့ကလိုက်ပြီးတော့ကြတော့နောက်ကနေထက်လိုက်ရပါတယ်အဲ့ဒါမှသာလေခုနစေဝါရောအစားအစာရောလေးကျင့်ငန်းရောအဲ့ဒါတွေနဲ့ပြည့်စုံမှသာလေဒီပန်ညူယောဂါကเนาะအဲ့တော့ပုံမကောင်းမွန်တဲ့ရန်လက်ကိုရပြီးတဲ့ခါကျတော့ခုနပြောသလိုပုံမှုပြီးတော့ပြည့်စုံတာပေါ့ကွယ်ကောင်းကောင်း ခုနနောက်ဆိုးလာမဲ့ဟာတွေကိုလည်းအကာအကွယ်ဖြစ်တယ်အခုဖြစ်နေတဲ့ဟာကိုလည်းမြင်မြန်ကောင်းမှုရအတွက်ဆိုလို့ရှိရင်အဲ့လိုမျိုးလေ့ကျင့်ခန်းတွေလည်းလုပ်ရတယ်အစားအသောက်လေးတွေလည်းတည်ထားရတယ် အဲ့တော့ရောင်ချားလေးတွေမှာဆိုလို့ရှိရင်အသက်40ကျော်လာရင်မြူသားဟော်မုန်းတွေကညော့လာတဲ့နော်ညော့လာတဲ့အတွက်ကြောင့်ဟော်မုန်းတွေပိုပြီးရအားကောင်းလာအောင်ဆိုလို့ရှိရင်ရောက်သွားနော်ပင်လယ်စာတွေမှာရှိတဲ့ရောက်သွားနော်အဲ့ဒီရောက်သွားလေးတွေစားလို့ရှိရင်မြူသားဟော်မုန်းအတွက်အထောက်ပံ့ဖြစ်စေတယ်ဟော်မုန်းလေးတွေပိုပြီးတိုးတက်ကောင်းမွန်စေတယ်ပေါ့ပြီးရခါကျအမဲသားပေါ့နော်အမျိုးသားတွေကအမဲသားနဲ့တည့်တယ်အဲ့တော့ဟော်မုန်းပိုပြီးတော့နော်အထောက်လုပ်ဖို့ရတော့ပို့ပြီးတော့ကောင်းမွန်စေတာပေါ့ကွာနောက်တစ်ခုကကျတော့လေ့ကျင့်ငယ် လေးချိန်ငန်းကမဖြစ်မနေကိုလုံးတင်တယ်။နောက်အဲဆရာဝန်ကြီးကနောက်လေးချိန်ငန်းဗီဒီယိုဖိုင်လေးတွေပြတယ်။အဲ့ဒါလေးတွေလုံးကြပါပေါ့နော်။အဲ့တော့ဒါကပါလေးချိန်ငန်းခေါ် key care exercise လို့ခေါ်တာ။နောက်အမျိုးသားတွေရဲ့တင်ပစုံအတူမိုင်းမှာရှိနေတဲ့မားဆယ်တွေရဲ့သွေးလည်ပတ်မှုကိုနောက်ပိုကောင်းစေတဲ့မားဆယ်တွေကိုပိုပြီးချမ်းမှတန်ဆွမ်းလာတဲ့အခါမှာဒီအမျိုးသားနဲ့ပတ်သက်တဲ့ပန်းညူးတဲ့ ပတ်သက်တဲ့ပြဿနာပေါ့နော်ထောင်မမှုအားနည်းတာကိုပို့ပြီးတော့ကောင်းမွန်စေတဲ့တွေးလည်ပတ်မှုတွေပို့ရောက်လာတဲ့အတွက်ကြောင့်မလို့ထောင်မမှုပြဿနာကနော်ပို့ပြီးတော့ရေရှည်မှာပို့ကောင်းမွန်တဲ့အဲ့တော့ဒီ key care exercise လေးတွေကနော်တစ်ခါလုပ်လို့ရှိရင်25ချိန်နော်၄ကြော့လောက်ရတယ်အဲ့မှာနော်၄ချိန်ကန်6မျိုးကျွန်တော်ဒီဘူရီထဲမှာပြထားတယ်အဲ့ဒီဟာလေးတွေအတိုင်း light လုပ်ကြည့်နော်အဲ့တော့၄ချိန်ကန်ကတပတ်ကိုခုနပြောသလိုပေါ့တရချားလောက်လုံးမှာဆိုရင်လည်းလုံးတပတ်ကို9ရက်လောက်လုံးမှာဆိုရင်လည်းလုံးပေါ့နော်အဲ့တော့တရချားလောက်အနည်းဆုံးလုံးထားတယ်ဆိုလို့ရှိရင် တိုးတက်ကောင်းမွန်မှုအများကြီးရှိတာကိုတွေ့ရပါတယ်เนาะအဲ့တော့အစားတောက်ကောစေးဝါးလေးချင်ငန်းရောအဲ့ဒါတွေအကုန်လုံးပြည့်စုံမှသာလေเนาะဒီပန်းညိုယောဂါကเนาะပြည့်စုံကောင်းမွန်တဲ့အဲဒီအဲကုသမှုတရားကိုရရှိပြီးတဲ့အခါကျတော့ကောင်းကောင်းမွန်မွန်နဲ့အဆင်ပြေမှာဖြစ်ပါတယ်အဲ့ဒါလေးကိုပြောပြတာပါเนาะ အဲ့တော့ပန်းညိုးယောဂနဲ့ပတ်သက်ပြီးတော့ညီကုန်းချုပ်အနေနဲ့ပြောပြချင်တာကဒီပန်းညိုးတဲ့ပြဿနာကเนาะအဲ့တော့တည်တည်ချာချာလေးအဖြေရှာပြီးဆရာဝန်နေနဲ့တည်တည်ချာချာလေးเนาะတိုင်ပင်ဆွေးနွေးကုသလိုက်မယ်ဆိုလို့ရှိရင်ပြန်ပြီးတဲ့အခါကျတော့ကောင်းမွန်နိုင်တဲ့အနေအထားမျိုးကိုရှိပါတယ်เนาะအဲ့တော့ အဓိကပြောပြချင်တာကဒီစီးတွေကတော့စီးဒီကိုသဘောတွေနဲ့ကိုတောက်နေတဲ့အခါမှာခုနပြောသလိုအသက်40အောက်တွေနှလုံးသွေးကြောချင်းပြဿနာမရှိတဲ့သူတွေမှာဘာပြဿနာမှတိတ်မတွေ့ရပဲမလို့လည်းပဲနှလုံးသွေးကြောချင်းပြဿနာတွေရှိနေတဲ့သူတွေနှလုံးသွေးကြောချင်းစီးတွေတောက်နေရတဲ့သူတွေကအဲ့ဒီစီးနဲ့သွားမြတောက်လိုက်မိတယ်ဆိုလို့ရှိရင်ငါအဲ့ဒီစီးတောက်ပြီးတဲ့အခါကျတော့နိုင်ပိုင်းအတွန်းမှာလူကเนาะအဲ့တော့အသက်အန္တရာယ်ရှိလောက်တဲ့အထိเนาะအဲ့တော့သွေးပေါင်နေကြပြီးတဲ့အခါကျတော့လူကလဲကြတတိ လစ်လဲကြပြီးတဲ့ခါကျတော့ပြန်မထနိုင်မဲနဲ့နှလုံးရဲ့ဒီသွေးပေါင်ကြမှုရတအားဆူဆူဝါဝါဖြစ်သွားလို့ရှိရင်နောက်ပိုင်းမှာနှလုံးကရက်ပြီးတဲ့ခါကျတော့ဆုံးတဲ့အထိဖြစ်တတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့နော်အဲ့ဒါလေးကိုအဓိကအဲ့ဒါကြောင့်မလို့ခဏခဏပြောပြနေရတာဖြစ်ပါတယ်အဲ့တော့ဒီဆေးတွေကိုအသုံးပြုတော့မယ်ဆိုလို့ရှိရင်နံပါတ်1နှလုံးသွေးကြောချင်း ယောဂလက္ခဏာတွေအရင်ကတည်းကမဖြစ်ဘူးပါဘူး။နောက်အဲ့လိုမျိုးယောဂလက္ခဏာတွေလုံးဝမရှိရဘူး။ပြီးတဲ့အခါ ECG စွဲကြည့်ရတယ်။ပြီးတဲ့အခါကျတော့သွေးတွေက lipid profile လို့ခေါ်တဲ့နော်သွေးကြောသွေးကြောဒီကျင်းစီတဲ့နော်အဲ့တော့အဲ့ဓာတွေကိုတည်တည်ချာချာစစ်ဆေးပြီးမှဒါလင်းနော်အဲ့ဓာတွေကိုဆံဝဉ္ဉ္ချာမှုနဲ့ညဆံဝဉ္ဉ္ချာမှုနဲ့ဆေးကိုလိုတဲ့လောက်လေးရနေစပြီးတဲ့အခါလုံးမမကြည့်ပဲနဲ့လိုအပ်မှတဖြည်းတဖြည်းတူ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 းသွားပြီးဆံဝဉ္ရဲ့ကြီးကျက်မှုအောက်မှာကုသမယ်ဆိုလို့ရှိရင် လုံးဝလုံးဝကိုအဆင်ပြေတဲ့ယောဂတစ်ခုဖြစ်ပါတယ်။ ဲ့တော့ကျတော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်နော်အဲ့တော့ဗီဒီယိုအရှိကိုကြည့်ပြီးတဲ့အခါမှာနော်အဲ့တော့ကျမရေးဆိုင်ဗုဒ္ဓတာတွေရပြီးတဲ့အခါညာပန်းညိုပြဿနာကိုနော်အဲ့တော့ကောင်းကောင်းမွန်မွန်အပြေရှားပြီးတဲ့အခါကျတော့အိမ်ောင်ရေးဒုက္ခတွေအများကြီးပြေဆုံးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဒေါက်တာထွန်းလောင်းမော်ပါအထူးထူယောဂကုဆရာဝန်တယောက်ဖြစ်ပါတယ်ဘိုင်ဘိုင်ပါ